တောင်ကြီးရလာလို့အောင်မဲရေကန်ရောက်ရင်ဘေဘက်အကိုချိုးသွားပြီးတော့ထနှော့ရွာကိုသွားပါရရှင်။အားနဲ့သွားမယ်ဆိုရင်တော့နှစ်နာရီလောက်ကြာပါရရှင်။ထနှော့ရနေတဲ့ရွာကတော့တိအဲ့တိရွာ၊ထေရှုကုန်းရွာနဲ့တောင်မှုကြီးရွာတို့ဖြစ်ပါတယ်။ဒီလမ်းလေးတိုက်ဆက်သွားရင်နှစ်နာရီလောက်ကြာပါရရှင်။အမန်ကောက်ကလက်ကြော်တာနဲ့ကတ္တရာလမ်းမရှိတော့ပဲအခုလိုကြောက်ခင်းလမ်းလေးအတိုင်းဆက်သွားရပါတယ်ရှင်။ကျမတို့အခုလာတဲ့အချိန်ဟာနွေရသည်အကုန်မိုးရသည်အစဖြစ်တဲ့အတွက်ဖြိုက်ပြိုးရဲ့အတွက်မြေပြင်ထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ရှင်။ မတို့ရှမ်းပြည်နယ်မြေသားတွေဟာအခုလိုအနီရောင်ပဲဖြစ်ပါတယ်ရှင့်ကျင်းတူတာဘယ်ဥပမာလဲဒီဟာတွေကိုအောင်မဲအောင်ပူမှာအော်ဟုတ်ကဲ့ပါကျင်းနေရတပိတ်တာကိုဘယ်လောက်လောက်နဲ့ရောင်းလဲရှင့်တပိတ်တာကဲ ဟာဟုတ်ဒီကဒါမျိုးဆိုရင်ဘယ်လောက်လောက်ရှိမလဲဒီစုစုပေါင်းစုပေါင်းစီပေါင်းတာလားတော့ရ350လောက်ရှိတယ်။အော်ဟုတ်ကဲ့ပါ။ကျမတို့သွားတဲ့လမ်းတစ်လျှောက်မှာတစ်ပင်ကြီးတွေနေပါလာပြီးတော့ကွင်းမြင့်ကျယ်ကြီးတွေကိုပဲတွေ့တရပါတယ်ရှင့်။အခုမြင်နေရတဲ့နွားအုပ်ဟာထနော့လူမျိုးတွေရဲ့နွားအုပ်ပါ။နွားစာမျက်ခင်းတွေရှားပါလာတဲ့အတွက်ရွာနဲ့အဝေးကြီးမျက်ခင်းတွေကိုလွှတ်ကြောင်းနေရပါတယ်။ မမတို့ဘယ်ရပြန်လာလဲနွားချီကောက်နွားချီကောက်ပြီးပြန်လာတာမမတို့နွားချီကောက်တာဘာတွေစိုက်ဖို့လဲအလူတွေခရမ်းချီပြီးအော်အာလူချီစိုက်ဒုစိဟုတ်ဒီဘာမှာဘာတွေအများဆုံးစိုက်ကြလဲအလူနဲ့ချင်းစိုက်ချင်းစိုက်ကြတယ်ဟုတ်ကဲ့ပါပြုတ်ကုန်းရောဘယ်လိုသွားရလဲဒီဖက်လောက်အောင်သွားရဒီဘက်လမ်းကနေတက်တက်သွားအော်ဟုတ်ကဲ့ပါ ီချောင်းလေးရဲ့နာမည်ကတော့ကလောချောင်းပါထထောင်းလူမျိုးတွေအဓိကရေးလာလာခတ်ကြတဲ့ချောင်းပါတော့ဝန်တာတော့မတော့မစမ်းရေးမို့တော့ခကြတဲ့နာတော့တော့ဘာဖြစ်လဲဆီအနာဘယ်လိုလဲနာစင်းရတယ်အင်းဒါတော့တည်ဝင်ယူအမတို့ဒီချင်းတွေကိုဘယ်ဈေးနဲ့ရအောင်လဲ300 400အစစ900ပါ 哦，တပတ်တပိတ်တာကို300 400 500ဟုတ်ကောင်းစနေ400 500ဟုတ်ကဲ့သူတို့ပြောတာကတော့ဂျင်းတပိတ်တာကို300 400 500နဲ့ရောင်းတယ်လို့ပြောပါတယ်ဂျင်းကိုဘယ်ရသည်မှာစိုက်လဲတပေါင်းလာစိုက်တယ်တပေါင်းလာမှာစိုက်တယ်အော်ဟုတ်ကဲ့ပါဘယ်ရသည်မှာဖော်လဲကျွန်တော်လူမျိုးတွေရဲ့ဂျင်းတွေကိုတပေါင်းလာမှာစပြီးတော့စိုက်ပြီးတော့တရင်ကျွမှာပြန်ပြီးတော့ဖော်ကြပါတယ်ဂျင်းပြင်တခြားဘာဘာသီးနှံတွေစိုက်သေးလဲအာလူးအာလူးအာ ပြီးတော့မြေပဲအာလူမြေပဲပြောင်းပြောင်းအင်းခရင်ချင်းတီခရင်ချင်းတီအော်အဲ့အိုက်ဆိုင်တာပေါ့အဓိကဒီသီးနှံတွေပေါ့နော်အဓိကဈေးကွက်ကဘယ်မှာသွားရောက်မှာလဲအောင်ပန်းအောင်ပန်းပါပိတာအော်ဟာတို့ကျော်မှာငါတချောတာအိုးဖရဥမာတဥမာစတာချစ်တန်းတီရှိတယ်အော်ဟုတ်ကဲ့ပါစတာအောင်ဘတီတီပွေးလို့အောင်ပန်းမှာကျွမ်းအောင်ပန်းပါအောင်ပန်း ဒီကလေးလေးကအဖွားနဲ့ဘာတော်လဲနေနေတော်တယ်နေတော်အော်ဟုတ်ကဲ့ပါအဖွားကတာသမီးမနေရောက်ရှိရလဲဆက်တရအဲ့ကလေးဆက်တရကိုဘယ်မှာမွေးလဲတီယူကုန်းတီယူကုန်းအော်တီယူကုန်းမှာမွေးရယ်ဘယ်နှယောက်မွေးပြီးဘယ်နှယောက်ရှင်လဲကိုကလားကိုက5ယောက်ကိုမွေးတော့ဆက်တရဆက်တရอืม ဆေးရုံမှာမွေးတာလားရွာထဲကလက်တင်နဲ့မွေးတာလားရွာထဲမှာမွေးတယ်ရွာထဲမှာပဲမွေးရလက်တင်နဲ့ပဲမွေးရဟုတ်ကဲ့တခြားအမေတို့လိုအရွယ်ရောခလေးတွေအများကြီးမွေးလားအေးမွေးတယ်မွေးတယ်နိုင်ဝဲလောက်ကားမောင်းပြီးတဲ့အခါမှာတော့အခုဆိုရင်ထီယူကုန်းရွာအဝင်ကိုရောက်နေပါပြီ။ မတို့ခုရောက်ရှိနေတဲ့နေရာကတော့ထီယူကုန်းရွာပဲဖြစ်ပါတယ်။ထဏလူမျိုးတွေနေထိုင်တဲ့ရွာလေးဖြစ်ပါတယ်။ဖိုက်ပြိုးရေးကိုသာအဓိကအသက်မွေးဝမ်းကြောင်းပြုပြီးတော့ရေရှားတာကိုလည်းတတိထားပြီးပါတယ်။မဒီကံအမွေးရေဆူရဲကံလား။အေးမွေးရေမွေးရေမရတဲ့အချိန်ကျရင်တို့ကလောချောင်းကရေသွားခတ်ကြပါတယ်။ကလောချောင်းနဲ့ထီယူကုန်းကနှစ်မိုင်လောက်ဝေးပါတယ်။တို့နှစ်မိုင်လောက်ကိုငားလဲနဲ့ရေသွားခတ်ကြပါတယ်။ နာမည်ဘယ်လိုခေါ်လဲမိဘူးရှိမိဘူးအသက်ဘယ်လောက်ရှိပြီလဲ66 66ကလေးလေးရောအသက်ဘယ်နှစ်နဲ့လဲ6လကုန်6လအေး6လထနောက်မျိုးသမီးလေးတွေဟာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်အောင်ပြူကြပါတယ်ပုံမှန်အားဖြင့်ရွာမှာပဲမွေးကြပြီးတော့မွေးရခန့်ရင်တော့အောင်မန်းကိုသွားပြီးတော့မွေးကြပါတယ်မမတို့ထင်းယူကုန်းရွာကနေခီးဆက်ပါမယ် ကျမတို့ဒီကနေဆက်သွားရင်တော့တည့်ရဲ့တည့်ရွာကိုရောက်ပါမယ်ပြီးရင်တော့တောင်မိုးလောက်ရွာကိုရောက်မှာပါအဲ့ဒီရွာတွေဟာထနော့လူမျိုးတွေအများဆုံးနေထိုင်တဲ့ရွာတွေပါထနော့လူမျိုးတွေဟာစိုက်ပျိုးရေးအတွက်ထွန်ရက်တဲ့နေရာမှာနွားတွေကိုအဓိကအသုံးပြုကြပါတယ်လမ်းမှာလည်းသူတို့တွေလွတ်ကြောင်းထားတဲ့နွားတွေကိုတွေ့ရပါတယ်မိပေနော် မတို့အခု2019မေလမှာတည့်ရဲ့တည့်ရွာထိတ်ကရေကန်ကိုရောက်ခဲ့ပါတယ်2023ခုနှစ်မှာရောက်တုန်းကဒီကဲကြီးကရေအပြည့်ပါဒီနှစ်တာကာလအတွင်းမှာရေတွေခန့်ချောက်သွားတာတွေ့ရပါတယ်ကျမတို့လာတဲ့လမ်းတစ်လျှောက်မှာလည်းသစ်ပင်ကြီးပြုံးတည်သွားတာတွေ့ရပါတယ်တောင်ရဆိုက်ပျိုးရေးကြောင့်သစ်ပင်တွေပြုံးတည်သွားတယ်လို့ထင်မိပါတယ်ထနလူမျိုးတွေနေတဲ့ရွာတွေမှာသစ်ပင်တွေပြန်ဆိုက်မယ်ဆိုရင်တော့ရေတွေပြန်ရှိလာမယ်လို့ထင်ပါတယ်

တည့်ရသေးရွာကတော့အင်ဂျီတရာလောက်ရှိပြီးတော့လူဦးရေ900လောက်နေထိုင်တယ်လို့သိရပါတယ်။ကျွန်တော်လူမျိုးတွေဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့အတွက်ရွာတိုင်းမှာဖြီးဒီပထိုးတွေကိုတွေ့ရပါတယ်။ဒါကတော့ထထလူမျိုးတွေရဲ့ရိုးရာကောင်းပေါင်းပါဒါကတော့ထထလူမျိုးတွေရဲ့ရိုးရာအင်ကြီးပါဒါကတော့ထထလူမျိုးရဲ့ထမိန်ပါဒါကတော့မိုးကြမှာဆိုင်မဲ့ပဲစီရွေးနေရပါ ထနောက်လူမျိုးတွေဟာမိုးကိုသာအပြူပြီးတော့စိုက်ပျိုးရေးလုပ်ကြပါတယ်။တည့်ရဲ့တည့်ရွာမှာတော့အိမ်တိုင်းလူလူပိနေသီးပင်တွေကိုတွေ့ရပါတယ်။ပိနေသီးလေအများကြီးသိနေပါဗျ။နာမည်ဘယ်လိုခေါ်လဲ။အာလာအများကြီးလေ။ဘာလိုမျိုးလဲ။ခနော့ခနော့လူမျိုး။ခနော့လူမျိုးတွေဟာချက်ပြုတ်ရေးအတွက် ထင်းကိုအဓိကသုံးကြပါတယ်။ဒါကတော့သူတို့တွေတနစ်စာတူလောင်ထားတဲ့ထင်းတွေပါ။ရွာတွေကအိမ်တိုင်းမှာအခုလိုထင်းမုံတွေကိုတွေ့ရပါတယ်။ဒီဟာကတော့ထနော့လူမျိုးတွေရဲ့ရိုးရအိမ်လေးပါ။တတော်တဲ့ပစ္စည်းတွေနဲ့အဓိကတိဆောက်ထားတာတွေ့ရပါတယ်။ တည့်ရတည့်ရွာနေနိုင်ဝဲလောက်လမ်းလျှောက်တဲ့အခါမှာကလောချောင်းရောက်ပါတယ်ကလောချောင်းကနေရေတလက်အားနဲ့ရွာလယ်မှာရှိတဲ့ရေလောင်ကန်ကိုရေသွဲထားပါတယ်ဒါကတော့တည့်ရတည့်ရွာလယ်မှာရှိတဲ့အများသောရေလောင်ကန်ဖြစ်ပါတယ်ကလောချောင်းကနေရေသွဲယူထားရလို့သိရပါတယ်